Your Highness. Your Highness. လူကြီးမင်းတို့ရဲ့ချစ်လက်စွာတော်မိတ်ဆွေများ မော်စကိုကနေပြီးတော့ကြိုဆိုပါရစေ။တင်းနောက်ဆုံးလာရောက်လည်ပတ်ခဲ့တဲ့အချိန်က2018ခုနှစ်ဖြစ်တယ်။၎င်းကကြာမြင့်နေပြီးဖြစ်တဲ့အတွက်ကြောင့်တင်းနဲ့ထပ်တွေ့ခွင့်ရတဲ့အတွက်အလွန်မှဝမ်းသာမိပါရစေ။ကျွန်တော်တို့ရဲ့ဆက်ဆံရေးဟာပုံမှန်ခိုင်မာလာပါပြီ။လွန်ခဲ့တဲ့ကြာအနေငယ်က ဒိုဟာမှာအစိုးရဂျာဆွေးနွေးပွဲတစ်ခုပြုလုပ်ခဲ့ကြပါတယ်အလွန်ကိုအသုံးဝင်တဲ့ဆွေးနွေးပွဲဖြစ်ခဲ့ပါတယ်အထူးသဖြင့်အရှေ့အလယ်ပိုင်းမှာကာတာကကျွန်တော်တို့အတွက်အရေးကြီးတဲ့မိဖက်နိုင်ငံတစ်ခုဖြစ်ပါတယ်ကျွန်တော်တို့ရဲ့ဂုံတွယ်မှုကသိငဲ့တော့လဲကာတာကကျွန်တော်တို့ရဲ့ရေနံနဲ့သဘောတောင်းဝင်ကုမ္ပဏီ Rosnet အတွက်အဓိကမိဖက်ဖြစ်ပါတယ်ရုရှားတိုက်ရိုက် ယင်းနေမြို့နယ်မှုရန်ပုံငွေမှတဆင့်ရုရှားကတာမဒေါ်လာ1ဘီလီယံကယင်းနေမြို့နယ်ထားပါတယ်ပူပေါင်းဆောင်ရွက်မှုအတွက် ခွင့်လန်းကောင်းတွေအများကြီးရှိပါသေးတယ်ကျွန်တော်တို့ဟာတာငွေလုပ်ငန်းမှာ ကောင်းစွာအတူတကွလှုပ်ဆောင်နေပြီးတူညီတဲ့ပန်းတိုင်တွေရှိပါတယ်အနာဂတ်မှာပူပေါင်းဆောင်ရွက်မဲ့ project တွေအများကြီးရှိမယ်လို့လည်းယုံကြည်ပါတယ်အာကစားအမှုပညာနဲ့အခြားသောယဉ်ကျေးမှုနဲ့ပယ်မှန်းမှာလည်းအတူတကွလှုပ်ဆောင်မှာပါ ဆိုချီမာဆောင်းရသည်အိုလံပစ်ပြိုင်ပွဲကိုအင်ရှင်ဖြင့်လက်ခံကျင်းပခွင့်ရအောင်တင်ကူညီပေးခဲ့ပုံကိုဒီရမိပါတယ်နောက်နောက်ပိုင်းမှာကျွန်တော်တို့ကလည်းတင်အား2022ခုနှစ်ကမ္ဘာဖလားအတွက်ပြင်ဆင်ရန်ကူညီပေးခဲ့ပါတယ်အခုလိုပူးပေါင်းဆောင်ရွက်မှုအတွက်ဂုဏ်ယူပါတယ်ကမ္ဘာလုံးဆိုင်ရာပြဿနာများတဲ့အကြောင်းယနေ့ဆွေးနွေးရန်အရေးကြီးပါတယ်ကတာက အစ္စရေးနဲ့ပါလက်စတိုင်းကြားပြည်ပခါကိုကူညီပြသရန်ပြည်ပြန်တန်ကြိုးပမ်းနေတာကိုကျွန်တော်တို့သိပါတယ်။ဝမ်နက်ဆရာကငြိမ်းချမ်းရေးကြိုးပမ်းမှုများမအောင်မြင်ပဲပါလက်စတိုင်းမှာအရသာအများပြားသေဆုံးနေရဆဲဖြစ်ပါတယ်။ဒါဟာကြည်ကွဲစရာကိုအလွန်ကောင်းပါတယ်။သင်ကဲ့သို့ပင်ငြိမ်းချမ်းရေးအတွက်တခုတည်းသောနိလန်ကကုလသမဂ္ဂရဲ့အစီအစဉ်ကိုလိုက်နာခြင်းဖြစ်တယ်ဆိုတာကိုကျွန်တော်တို့လည်းယုံကြည်ပါတယ်။ အဲ့ဒီမှာပါလက်စတိုင်းနိုင်ငံထူထောင်ရေးပါဝင်တာကိုလည်းကျွန်တော်တို့သိပါတယ်။စီးရီးယားအရေးကိုလည်းအလေးထားပါတယ်။ကျွန်တော်တို့ကစီးရီးယားကိုစီလုံးညီညွတ်ရေးလှူလာရေးနဲ့လှုံ့ချုံစီရန်လှူလာပါတယ်။စီးရီးယားပြည်သူတွေကိုလူသားချင်းစာနာထောက်ထားမှုအကူအညီနဲ့တခြားနိုင်ငံတွေနဲ့ကူညီပေးဖို့အစီအစဉ်ဖြစ်နေပါပြီ။မော်စကိုမြို့ကနေပြီးတော့ကြိုးဆိုပါတယ်၊ဂုဏ်ပြုအပ်ပါတယ်။ Thank you, thank you, Your Excellency, Mr. President. ကျွန်တော်အမော်စကိုတို့ဖိတ်ကြားတဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်ရဲ့နောက်ဆုံးအချိန်နောက်ရောက်လက်ပတ်မှုဟာနေ့အနေငယ်ကြာခဲ့တော့လည်းပဲကျွန်တော်တို့ကအနီးကဆက်တွေ့ရှိခဲ့ကြပါတယ်မကြသေးမီကပဲကျွန်တော်တို့ရဲ့အဖွဲ့ကအရေးကြီးတဲ့အကြောင်းအရာတွေကိုဆွေးနွေးဖို့အတွက်ကာတာမှာတွေ့ဆုံခဲ့ကြပါတယ်ကျွန်တော်တို့ကရုရှားနဲ့ဆက်ဆံရေးကိုတံပိုးထားတာပုံမှန်ခိုင်မာစေလိုပါတယ် project အသစ်များစွာကြောင်ဆွေးနွေးပြီးသဘောတူညီချက်များကိုလည်းယနေ့လက်မှတ်ရေးထိုးမှာဖြစ်ပါတယ်။ Russia နဲ့ကျွန်တော်တို့ရဲ့ဂုဏ်တမှုကကျွန်တော်တို့လိုချင်တဲ့လောက်မကြီးမားသေးပါဘူး။ဒါကြောင့်အဲ့ဒါကိုမြင့်တင်ဖို့နည်းလမ်းတွေကိုကျွန်တော်တို့လှုပ်ဆောင်နေပါတယ်။အထူးသဖြင့် Rosenen နဲ့အခြားဆက်မှုလုပ်ငန်းတွေမှာကျွန်တော်တို့နဲ့ယင်းနေမြို့နယ်မှုတွေအတွက်ဂုဏ်ယူပါတယ်။ဒီနေ့မှာတော့ Sewa project တွေအကြောင်းလည်းဆွေးနွေးပါဦးမယ်။ကျွန်တော်နိုင်ငံတွေက အားကစားနဲ့ရည်ကျင်းမှုတွေကောင်းမွန်စွာပူပေါင်းဆောင်ရွက်နေကြပါတယ်။2022ခုနှစ်ကမ္ဘာဖလားအတွက်ပြင်ဆင်ပေးခဲ့တဲ့ရုရှားကိုထူးခြေစွပ်တင်ရှိပါတယ်။မင်းကငါတို့ကိုခိုက်ခိုက်မမပံ့ပိုးပေးပြီး2018ခုနှစ်မှာမင်းရဲ့အောင်မြင်မှုတွေအတွက်ကနေလည်းအများကြီးတင်ဆက်တင်ကန်းစာယူခဲ့ရပါတယ်။အရေးကြီးတဲ့ကိစ္စရတွေမှာကျွန်တော်တို့ဆက်လက်လှုပ်ဆောင်နေပါဦးမယ်။ ဂါဇာကမ်းမဒေတာရဲ့အခြေအနေကအလွန်ကိုဆိုးဝါးနေပါတယ်။အပြစ်မဲ့ပြည်သူအများပြားအသက်ခံနေရတယ်။ကျွန်တော်တို့တဘောတူညီချက်တစ်ခုရခဲ့ပေမဲ့ဣဇရဲကမလိုက်နာခဲ့ပါဘူး။ဒါပေမဲ့လည်းကာတာကညီချင်ရေးရရှိရန်နှစ်ဖက်စလုံးကိုကူညီရန်ဆက်လက်စူးစမ်းသွားမှာဖြစ်ပါတယ်။1969နှစ်နဲ့နမိတ်ကိုအခြေခံပြီးတော့အရှိဂျေရုရှလင်ကိုမြို့တော်ဖြစ်ပါလက်စတိုင်းနိုင်ငံမရှိရင်ညီချင်ရေးမရနိုင်ဟုကျွန်တော်တို့ယုံကြည်ပါတယ်။ စီးရီးယားကိုလည်းပြောပူပါတယ်လွန်ခဲ့တဲ့အန်ဂျက်အနေငယ်ကစီးရီးယားသမ္မတအက်ဆာရာကကာတာမှာရှိနေခဲ့ပါတယ်အပြန်အလှန်လေးစားမှုတွေကိုအခြေခံပြီးတော့မှရုရှားနဲ့ဆက်ဆံရေးခိုင်မာရေးအတွက်အကြောင်းအရာများကိုဆွေးနွေးခဲ့ကြပါတယ်စီးရီးယားဟာခက်ခဲတဲ့ကာလကိုဖြတ်သန်းနေရပါတယ်စီလုံးညညရင်းနဲ့ငင်းချမ်းကြီးကို ထောက်ခံဖို့အတွက်အလွန်ကရည်ကြီးပါတယ်။တမနာကြီးကိုကျေးဇူးအများကြီးတင်ပါတယ်။ ကျွန်တော်တို့နိုင်ငံအတွက်အကောင်းဆုံးကိုကျွန်တော်လိုချင်ပါတယ်